ီလို6မပြိုင်ကျွန်းတက်ရှိသွားမှာနော်။ငါတို့ငင်းရလိုက်မှလောက်တိုင်းညရဲ့မှားနေရောသိရတဲ့နဲ့ထောက်မပြရေးခဲ့ဘူး။မင်းလည်းမင်းလည်းမရှောင်းနာလည်းနာလည်းနာရှောင်းမင်းအောင်လိုင်းသုံးပြီတဲ့မင်းအောင်လိုင်းကလေအသားလေးပဲနေနေထားလိုက်အောင်ဒီထောက်ခံတဲ့ကောင်တည်းလေနိုင်ငံကိုဖြတ်တယ်ပို့ပြီးဖြတ်တယ်အဲထောက်ခံတဲ့ကောင်တို့ရှင်းပါရမှာတောက်ပွဲကဘာဖြစ်တယ်နာဖြစ်တယ်လို့ဆိုပြီးတော့စကြူစိုက်ရမယ်နော်ခင်ဗျားတို့အိမ်ရှိ့ကိုဗျာအဲ့လား အဲရက်ကွက်အုပ်ချုပ်ရေးမှုမဟုတ်ပါဘူးစေအိမ်မှုနဲ့မအားလရင်းပေါ်နှစ်ကောင်လောက်ကလက်နဲ့မပါသေးဘူးယူနီဖောင်းနဲ့ပဲလာပြီးတော့အားလုံးပဲမိင်္ဂလာပါရွှေ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့မင်းလည်းမင်းလည်းမင်းရှောက်ငါလည်းငါလည်းငါရှောက် go test it da ma kwe ne ne ba de de ha ha de ya le be ma de ne ti ni te bo me be လူငယ်တွေပေးဆက်မှုကြီးရတော့ကျွန်တော်မိသားစုတွေလက်ဖြားခြေဖြားတွေပါခါတယ်เนาะအဲ့တော့ကျွန်တော်တို့ဓမ္မသာအမြဲတမ်းနိုင်ရမယ်နိုင်ငုံနိုင်ရမယ်မဲရောက်လိုက်သုံးပြီတဲ့ပတ်တက်ဖန်ပြန်ပတ်တက်ဖန်ပြန်ပတ်မဲရောက်လိုက်သုံးပြီတဲ့တကယ် အဲ့လိုကမှာနော်စောက်ဖို့ကျင်စုံးနေတကွအကောင်ကြီးကြီးတွေဆန့်ငယ်ဆန့်ငယ်ဖြစ်ရင်ကျွန်တော်တို့လည်းအဲ့လိုကမယ်အဘသမီးလိုနာမည်ပြောင်းပေးပါရဲဘောမကြီးကျင်းနေအောင်ပြောပေးနေလို့သူ့လိုရဲဘော်မျိုးတော်လန်ကြီးထဲမှာမရှိချင်မရှိစေချင်ပါတဲ့ညီမကတော်လန်ကြီးနဲ့ပတ်သက်တဲ့ကြံစည်ကိုဖတ်ပြထားတဲ့ဟာမှာလာမှတ်ထားညီမညောပြောပြမယ်မားနေ၆ပြမှာပဲတော်လန်ကြီးဘက်ကပဲဖြစ်ဖြစ်ဘယ်ဘက်ကပဲဖြစ်ဖြစ်မားနေ၆ပြရမှာပဲ မားနေလို့ခြောက်မပြရင်ကျွန်းတက်ရှိသွားမှာနော်။ငါတို့မင်းအောင်လိုက်မားလောက်တာကြီးညည်းမားနေရအောင်တည့်ရတဲ့နဲ့ထောက်မပြရေးခဲ့ဘူး။ကို့ပါတော့ဟိုအော်ကို့ပါတော့ဖာတိဖာတာပဲနေခဲ့ကြလို့ကျွန်းတက်ရှိနေ။ထောက်မပြရေးခဲ့ကြအောင်နော်။တိရမထောက်မပြရေးခဲ့ကြအောင်။ Okay ။အမကြောင့်ကျွန်းတက်ရှိနေ။တော်လန်ကြီးတွေကမားတယ်မလား။မားရင်ထောက်ပြရမှာပဲ။อืม။တော်လန်ကြီးကိုခူတော့လို့ပြီးစီးပွားရှာနေတဲ့လူလေအများကြီးနော်။တကယ်အများကြီးပဲ။ဟုတ်တယ်နော်။ အဲ့ဒါကိုပြောပြထားတာကဘောမကြီးကြီးနဲ့အောင်ကိုပြောပြထားတာခုမှမပါ Okay ဟမ်တော်လည်းဤတဲ့မှာလည်းဒီလိုဒီလိုတွေရှိပါရဲ့ဆိုတာကိုပြောပြ။อืมတကယ်လည်းရှိနေတယ်။မှားနေရင်ထောက်ပြရမှာပဲ။မာလီဒီလိုမျိုးရဲပေါ်မျိုးတော်လည်းဤတဲ့မှာမရှိသေးချင်ပါလား။ဒါလည်းအဲဆိုစီးပွားရေးကိုခူးတုံးဟိုတော်လည်းဤကိုခူးတုံးလုပ်ပြီးတော့စီးပွားရေးရှာနေတဲ့လူတွေကတော်လည်းဤတဲ့မှာထားရမှာ။အဲ့လိုဆိုတက်တက်လုံးနိုင်မှာမဟုတ်ရှင်းလား။နော်။ ဲ့လိုလုံးနေတက်တက်လုံးနိုင်မှာမဟုတ်ဘူး Okay ပြီးဆက်ထားတဲ့ရဲဘော်တွေရဲဘော်တွေအသက်တွေဘဝတွေပြီးဆက်ထားတာပြီးဆက်ထားတယ်လူတွေကဘာကြီးじゃမမြင်တော့ဘူးကျွန်တော်တို့ဒီပွဲသွားနေတာအဲ့လိုမျိုးကိုချိုးရှာနေသူတွေလည်းဖြုတ်ချရမယ်အဲ့လိုမျိုးမှန်ရင်မှန်တဲ့အတိုင်းမှားရင်မှားတဲ့အတိုင်းပြောပိုင်ခွင့်ရှိအောင်လို့ကျွန်တော်တို့စောက်ပူကျင်စိုးတို့စနစ်ကို တော်လန်နေတာအေးတော်လန်ရေးထဲမှာလည်းမကောင်းရင် မကောင်းတဲ့သူကိုကျွန်တော်တို့ထောက်ပြရဲရမယ်ပြောဆိုရဲရမယ်အဲ့လိုလူတွေလည်းရှိတဲ့နေ ငါတို့ယူပဲအမြဲတမ်းမှန်နေလို့မရဘူးဟုတ်ကဲ့ဗျာဒီနေ့တွင်နောက်ဆုံးရရှိထားတဲ့လူတို့ရှင်သတင်းလေးတွေကိုဖတ်ပြပါအောင်ပဲဘကိုတိုင်တာယာဝတီမြို့နယ်တွင်ဆင့်ကော်စာဖြင့်စစ်မှုထမ်းတပ်သားတက်စူဆောင်းနိုင်ခြင်းမရှိတော့သောကြောင့်နေအိမ်များအထက်ထိပါလူငယ်များကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးရန်စစ်တပ်ကဗျူစောထီများနှင့်ရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုဖွဲ့များကိုညှို့ချလာကြောင်းတာယာဝတီမြို့နယ်အခြေဆိုင်ဒေသတွင်သတင်းအရင်းမြစ်ကလည်းကျွန်တော် ကြသည်ရတယ်။ရောင်ဝါဝါနေခြင်းရဲ့အကျိုးကျေးဇူးတွေခမရတို့ငါးမီတာစုမထည့်ရင်အေးဆေးပါဆိုတဲ့အကျိုးကျေးဇူးတွေခံစားနေရပြီ။အိမ်တကားကိုခောက်ပြီးအိမ်မော်တီတက်ပြီးလူတို့များတိုက်နေတာ။ပြောရလားခမရတို့လေ။ စကိုင်းတိုင်းဗမောက်မြို့နီးတွင်အကြမ်းဖက်ဆက်ခွေးတက်နေပြီးတဲ့တပ်ဖွဲ့များတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးနေမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်ဆက်ခွေးအလောင်းများနဲ့လက်နက်ခဲယမ်းများသိမ်းဆည်းရရှိက SNA အဖွဲ့ဝင်နှစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်းဗမောက်မြို့အခြေစိုက်တော်လိုင်းရေးတရင်အရင်မြက်ကလည်းကျွန်တော်တို့ကြားသိရတယ်ဒီကောင်တွေကကိုခွေးမတာကိုတော့မင်းတို့ကောင်တွေပြန်တည်သွားလို့ကွာကောင်းကောင်းတကြိုပေးလီအဲ့လိုမျိုးကြီးတော့ပထားခဲ့နေပတ်ဝန်းကျင်ဒုက္ခရောက်နေခွေးအနှက်သက်ကဘယ်တော့မှမကောင်းဘူးနောက်ပြီးတော့အရှင်ဖမ်းမိတဲ့နှစ်ကောင်လည်းမသားနဲ့ စံကုန်နဲ့ကျင်းတဲ့ဟုတ်ကဲ့ဗျာဒီသတင်းဗီဒီယိုလေးကတော့เนาะအသက်ကြီးပြီးချိန်စားမစည်းတဲ့ခွေးအိုကြီးတကောင်ကိုဆရာမနေဦးမေမှာလေဘင်းကိုဖြတ်နေထားတဲ့ရုပ်တံလေးတော့ပွဲကဘာဖြစ်တယ်ညာဖြစ်တယ်လို့ဆိုပြီးတော့သူတို့ဘက်ကသူတို့ဟာလာတူရတန်ရအခြေအနေလေးတစ်ခုကနေပြီးတဲ့အခါမှာသိမခံနိုင်ကြတော့တဲ့အဆုံးမလို့လက်နက်ကင်နေလို့ဆိုပြီးတဲ့အခါမှာ ဘေးဘယ်လွင့်စင်ကြသွားတဲ့ကောင်းနေတို့အဲနိုင်ငံတကာရောက်နေတဲ့ကောင်းနေတို့ဘာလို့ညာလို့ကတော့ဗျစောက်ကျူစိုက်စရာ မလိုဘူးဗျသူတော်နော်အဲဒါပေမဲ့ကျုပ်တို့ဗမာပြည်ထဲမှာနေတဲ့လူတွေအတွက်ကကြတဲ့အခါမှာစောက်ကျူစိုက်ရမယ်နော်တဲ့ကြီးရလေသေကနီးနေပြီအရက်ရှင်းမျက်နှာကြိုက်တဲ့နေရာကကြည့်ဘလို့မှကြက်သေးမရှိတဲ့အယုတ်တင်နဲ့နော်လိုင်းမမဟောင်းဟောင်းနေတာအပြူစားရမယ်ဆိုတာကဟာလားဒါကများတို့အိမ်ရှိ့ကိုဗျာဟာလား အဲရက်ပတ်အုပ်ချုပ်ရေးမှုမဟုတ်ပါဘူးစေအိမ်မှုနဲ့မအားလရင်းပေါ်နှစ်ကောင်လောက်ကလက်နဲ့မပါသေးဘူးယူနီဖောင်းနဲ့ပဲလာပြီးတော့ဟာမင်းကြီးစစ်ပီးချပြီလားလို့လာမေးတဲ့အချိန်မှာခင်ဗျားတို့ဖြေစရာရှိဖို့လိုတယ်နော်ခင်ဗျားတို့လောက်ထားပြီးသားရှိဖို့လူတွေကမေပါပေပိချပြီးပြီလားလို့ဆိုပြီးတော့လာမေးတဲ့အချိန်မှာ ခင်ဗျားတို့လောက်ထားပြီးသားဖြစ်ရမယ်ကိစ္စတွေအတွက်ကျုပ်တို့ကကြိုပြောတာနော်အမြင်မတူလဲကျုပ်တို့ကစပီးမဆိုင်ဘူးဒါကျုပ်တို့ဗမာပြည်ထဲမှာနေတဲ့လူတွေမဖြစ်မနေရင်ဆိုင်ကြုံတွေ့ဖြတ်တန်းကြရမယ်လမ်းတော်လာရေးတွေတိမ့်ပိုက်ထားတဲ့နေရာတွေမှာ တိုင်းရင်သားလက်နက်ကိုင်တွေရှိတဲ့နေရာမှာရွေးကောက်ပွဲတွေလုပ်လို့မရဘူးလားဆိုတဲ့ကိစ္စရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အများကြီး comments တွေကိုတွေ့ရပါတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နှမျိုးကိုကျွန်တော်ပြောပြချင်တယ်တခုကတော့ကျွန်တော်တော်လိုင်းရေလှုပ်လာတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေအားလုံးဓာတ်တူညီတူမှုရရှိဖို့ရအတွက်တိုက်ပွဲပေါ်ဆောင်နေတာဖြစ်တယ်ဓာတ်တူညီတူမှုမရမချင်းရွေးကောက်ပွဲလုပ်တာဟာအခြေအနေတက်တက်ဖြစ်တယ်ဒါတခုနောက်တခုကတော့ဒီနေ့ကျွဲတို့လွတ်မြောက်တဲ့နေရာမှာရှိတဲ့သူတွေပဲဖြစ်ဖြစ်လက်နက်ကင်တော်လိုက်ရဲ့ပဲဖြစ်ဖြစ် ကိစ္စမရှိဘူးဒီရွေးကောက်ပွဲလုံးလုံးမလုံးလို့ဘာမှဖြစ်ဘူးလူမျိုးတဲ့နေရာမှာရှိနေတဲ့သူတွေကိုတော့စစ်ခွေးတွေဘာမှလာမလုံးနိုင်တလို့လက်နဲ့ကင်နေတဲ့တော်လိုက်ရဲတွေကိုလည်းစစ်ခွေးကနေမှဘာမှလာလုံးလို့မရဘူး ဒါကြောင့်သူတို့အတွက်ကစိုးရိမ်ဆရာမလိုဘူးဒါပေမဲ့စိုးရိမ်ဆရာလိုတာကပြည်သူလူထုတွေဖြစ်တယ်စစ်ခွေးတွေရဲ့တနက်ပြောင်းဝါနဲ့အချိန်ပြည့်အချိန်ချောက်ခံနေရတဲ့ပြည်သူလူထုတွေအတွက်ကျွတ်တို့ကစဉ်းစားရမှာဖြစ်တယ်ဒါကြောင့်ကျွတ်တို့ကအခုချိန်မှာရွေးကောက်ပွဲလုပ်လို့ရတဲ့အချိန်မဟုတ်ဘူးတန်းတူညီတူမှုကိုမရရှိသေးတာတခုနောက်တစ်ခုကတော့ပြည်သူတွေအတွက်လုံခြုံမှုမရှိသေးတဲ့အတွက်ကြောင့်ဒီနေ့ကျွတ်တို့တော်လာရဲ့မိသားစုထဲမှာတော့ ရွေးကောက်ပွဲကိုလုံးဝလုံးလို့မရသေးဘူးဆိုတဲ့ကြောင့်ပြောချင်တယ်အခုဒီတယောက်သူ့ရဲ့နာမည်ကတော့အုတ်ကဖြိုးလို့ခေါ်တာပဲသူ့ကိုကြည့်လိုက်ပါ နော်ကြက်မပြည့်တဲ့အတိုင်းပဲကြက်ပြည့်တယ်ဆိုရင်တောင်မှတိတ်ကတ်ထားတဲ့ပက်ဆံမလို့တုံးလို့မရတဲ့ပုံစံနဲ့သူစကားပြောတယ်အခုသူပြောသွားတဲ့စကားထဲမှာဘာပြောလဲဆိုတော့ရလွတ်မြောက်တဲ့နေရာမှာရှိတဲ့သူတွေကိုမပြောဘူးဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကတော့ဒီအုတ်ချုံရဲမှုတောင်မဟုတ်ဘူးနော်ဆဲအိမ်မိုးလောက်နဲ့စစ်ခွေးတောင်မှစစ်ခွေးအရာရှိမဟုတ်ဘူးရိုးရိုးစစ်ခွေးစစ်ခွေးအင်ဂျင်ပဲဝတ်ထားတဲ့ပြူလည်းဖြစ်နိုင်တယ်လို့ပြည်သူခွေးတွေလည်းဖြစ်နိုင်တယ်တို့တို့တွေဘက်ကနဲ့ပြည်သူလူထုတွေရှိတဲ့ အိမ်ကြီးမှာလာမဲတဲ့အခါမှာအဖြေရှိဖို့လိုတယ်ဆိုလိုချင်တာဟာနင့်ရွေးကောက်ပွဲမှာမဲထည့်သလားမထည့်ဘူးဆိုလို့ရှင်တော့သူတို့ဘက်ကနေမှအရေးယူမယ်ဆိုတဲ့ချင်းချောက်မှုဖြစ်တယ်တကယ်သာမြန်မာနိုင်ငံမှာလူသားအုပ်ချုပ်ခဲ့ရင်ဒီလိုမျိုးချင်းချောက်တဲ့သူတွေကိုအချိန်မရွေးဖမ်းပြမထောင်ချနိုင်တယ်ဒါပေမဲ့လူထိုင်တဲ့အစဉ်ပေါ်မှာခွေးရိုင်းတွေဝန်လာလို့လူနေရာမှာခွေးတက်ထိုင်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာဥပဒေမရှိဘူးဥပဒေမရှိတဲ့အတွက်ကြောင့်ကိုကိုဘောမနေတဲ့သူတွေဘယ်လိုပဲမမမရင်ရပြီဆိုတဲ့ပုံစံနဲ့လုပ်နေတဲ့အတွက်ကြောင့်ဒီလိုမျိုးပြည်သူလူထုကြီးကိုချိန်ချောင်နေတဲ့ခွေးကိုဖမ်းဆီးလို့မရတာเนาะဆိုတော့ဒီနဲ့စစ်ခွေးတွေကဒီခွေးဟောင်သွားတယ်လို့ပဲအလိုက်မလုပ်ဘူးလို့လည်းကျမတို့ပြောလို့မရဘူးเนาะဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကတော့ကြောက်ရွံ့ ကောင်းတယ်ဒါကြောင့်မို့တကယ်လို့မဲထဲကိုထည့်ရမယ်ဆိုလို့ရှင်တွားထည့်ကြပါတွားထည့်တဲ့အခါမှာလဲအုံနောက်ရှိဖို့လိုတယ်ဆိုတဲ့အကြောင်းပဲကျွန်မဒီလောက်ပဲပြောချင်တယ်เนาะဒါကြောင့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံသွေးမှာရှိတဲ့ခွေးရဲ့နဘေးမှာရှိနေတဲ့ တော်လာရေးမိသားစုတွေအတွက်ကလုံခြုံမှုမရှိတဲ့အတွက်ကြောင့်ရွေးချယ်မရှိဘူးဆိုလို့ရှိရင်မဲယုံမှာတွားထဲကြပါတွားထဲတဲ့အချိန်မှာဘလို့ထဲရမယ်ဆိုတော့ကိုတိပြီးသားဖြစ်တယ်ကိုထဲ့ချင်တယ်မထဲ့ချင်တယ်လဲနိုင်မဲ့သူကတော့နိုင်ပြီးသားဖြစ်ပြီးဒါပေမဲ့ကျတော့ကတော့အမိခံနေနဲ့တွားထဲ့ပေးရမှာဖြစ်တဲ့အတွက်ကြောင့် စဉ်းစားပြီးတော့အကောင်းဆုံးလမ်းကိုရွေးချယ်ပြီးတော့ထည့်ကြပါလို့ပြောချင်တယ်နော်။ Okay ဆရာမနေဦးမေကျေးဇူးအထူးတင်ပါတယ်ဗျာ။ဒီလိုမျိုးအောက်တန်းစားတွေရုပ်ကြည့်ရောလဲတက်မပြည့်သလိုလိုကောင်းနေတာလိုလိုယူမှန်ရဲ့လဲထမင်းလို့ဟင်းလို့ခမကြီးယူလိုက်စမ်းပါဗျာ။ဆက်ခွေလက်အောက်မှာရှိတယ်ကျွန်တော်မိသားစုတွေနေနဲ့မဲထည့်ရမယ်ဆိုထည့်လိုက်ပါ။ကိုအသက်အန်ရဲ့ မဖြစ်ရပြီသူတို့ခွေးကောက်ပွဲကကျွန်တော်တို့ပြည်သူတွေမဲထဲထဲမထဲထဲနိုင်မြင်းရသိနေပြီကြံဖော့ပါတီပဲနိုင်မှာအဲ့တော့ပေးချင်ချင်မပေးချင်ချင်သူတို့ခွေးလက်အောက်မှာသူတို့တရပြောင်းဝါမှာရှိတဲ့ပြည်သူတွေကတော့ပေးရမှာပဲအဲ့တော့ကျွန်တော်အမှန်တရားဘက်တော်သားဓမ္မကိုစိတ်ထဲမှာရှိတဲ့သူတွေတယောက်ချင်းကိုစိတ်ပူတယ်အထူးပဲဂရုစိုက်ကြပါဗျအဖွားကြီးရဲ့အမှားတွေမှားနေတယ်လို့ဘယ်သူမှတားခဲ့တာမရှိဘူးထောက်ပြခဲ့တာမရှိဘူးဒါမျိုးတွေမရှိခဲ့လို့ခုလိုမျိုးတွေဖြစ်နေတယ်တဲ့အောက်တန်းစားမေးဖို့လူဘလို့အောင်းအောင်းနဲ့ဖြစ်လာလဲเนาะစဉ်းစားကြရပဲเนาะ ျွန်တော်ပြောချင်တာဗာလဲဆိုတော့ true true မပြောချင်ဘူးမင်းအောင်လိုင်ကလေအသားလေးပဲနေနေအထားလိုက်အောင်ဒီထောက်ခံတဲ့ကောင်တွေလေနိုင်ငံကိုဖြတ်တယ်ပို့ပြီးဖြတ်တယ်အထောက်ခံတဲ့ကောင်တွေရှင်းပါရမှာဘောမာတွေလေမင်းအောင်လိုင်ထောက်ခံတဲ့ကောင်မှမြအကုန်ရှင်းတဲ့နေတော့ကျွန်တော်တိုက်တော့နေလေးတိုင်းတိုက်တော့နေနော်တကယ်လုံးဆောင်နဲ့တိုက်တော့နေနော်ဒီထောက်ခံတဲ့ကောင်တွေပြင်အကုန်ရှင်းနော်အဲ့လိုမျိုးရှင်းပြီးမှဒီကောင်တွေအကြောက်တရားထည့်ပေးမှရမှာဟုတ်တာဟုတ်သူကတချို့တော့ရတယ်သူတို့လောက်တဲ့တိုင်းလောက်မှရမှာခုမင်းအောင်လိုင်းတော့အာနာရှင်နဲ့ခက်ဆက်ဆက်ဒီသူတွေအကြောက်တရားနဲ့လောက်ခဲ့တယ်ဒီသူလည်းစောင်းရမ်းကြောက်တယ်ဒီခုလည်းသူတို့ကြောက်အောင်ကွာ မင်းမဲလို့ပြောကောင်းနေချီဖြတ်ပြရမယ်ဒီကောင်းနေအောင်နော်အဲ့လိုမျိုးလောက်ပြီးမှအာမချောင်းရမှာအခုသူတို့ကိုကြည့်လိုက်ဒီကောင်းနေမင်းအွန်လိုင်းကအာနာသိမ့်လို့တိုက်ပြပြတ်နေတာအာနာရှင်တွေကြောင့်ငါခေစတဲ့မွဲနေတယ်အခုလိုမျိုးဖြစ်နေတာသူတို့ဘာတွေပြောနေမှမသိတကယ်ကောင်းနေကောင်းနေလူတွေလက်ခွေးတွေလက်နွားတွေလက်သူတို့နဲ့နှိုင်းကြရလဲဘာတကားမှမရှိတော့တယ်နော်ရှိတော့သူတို့နဲ့နှိုင်းရတဲ့တိရစ္ဆာန်တွေတောင်မှတိတ်ခါကြပြီတနာဖို့ကောင်းနေဒီကောင်းနေကလေဘလို့လူတိရစ္ဆာန်ဘလို့ပြောမှာလူပိတ်တာတွေလက်လူတရေတစ်စိတပတ်တွေလက်ဘလို့ပြောမှာလူပိတ်တာနေလာနော်တကယ်ကောင်းနေအောက်တန်းသားတွေနော်ကြည့်အောင်ဒါကြောင့်မလို့ ဒီလိုကောင်မျိုးတွေဒီဘောမရရောအုပ်ကြီးရောထောက်ခံတဲ့ကောင်တွေရောမြန်မာပြည်မှာအကုန်ရှင်းတယ်အကြပ်ပတ်တယ်ဆိုရင်လည်းဖတ်ဖို့အချိန်တန်ပြီလို့ပဲကျွန်တော်တို့လုံးတော့ကျင်နေနော်။ဒါကြောင့်လဲဆိုတော့အဲ့လိုမှမဟုတ်ဘူးခုမင်းအောင်လည်းကဲအကြပ်ဖတ်ပြီးကဲဟိုဖတ်တယ်သူကိုယ်ဒီဘက်ကဝိုင်းပေါ်ပြီးတော့ဘယ်နိုင်ငံအရေးယူပြီးလို့တော့မင်းအောင်လည်းမယူဘူးလေနော်။အဓိကဒီကိကြီးမှလေကဘာကြီးမှနိုင်တဲ့သူကသာအနိုင်ရမှာပဲနိုင်လို့ရှိရင်ကိုယ့်ဘက်နိုင်ငံတွေအကုန်ပါလာမှာပဲနော်။ခုမင်းအောင်လည်းနိုင်သွားကြည့်တော်လန်ကြာဆုံးသွားကြည့်အနောက်နိုင်ငံတွေရောဒီမိုကရေစီနိုင်ငံတွေရောနောက်ပိတ်ဆိုမင်းအောင်လည်းဆက်သွယ်မှာပဲလိုက်ရောမှာပဲနော်မယုံမရှိနဲ့ကြားလိုက်ဆိုတော့ဒါကြောင့်မလို့ ကိုတွေလည်းအကျန့်ဖက်ပဲမပတ်ဖက်တချို့သောနိုင်ငံတွေကြည့်လိုက်နော်ဟိုသူကခဏလေးတွေပြီးဟိုပြီးသွားတယ်တော်လိုင်းကြီးတွေပဲတချို့သောနိုင်ငံတွေကြည့်လိုက်ဘာကြောင့်ပြီးရလဲသူတို့လှုပ်ဆောင်ကြတယ်သူကပြတ်သားတယ်ရဲရဲနဲ့နော်ဒီမြန်မာပြည်ကတော်လိုင်းခွဲတယ်မပြတ်သားဘူးကောင်းလို့လို့မြောက်လို့လို့လောက်တယ်အဲ့လိုလုံးတာကြောင့်ကိုတွေကြည့်ခံနေရတယ်နော်ဒါကြောင့်မို့လို့ကပြတ်သားတယ်ပြီးလှုပ်ဆောင်ချက်တွေအပြတ်ဖြတ်တယ်ပြီးနော်အောက်ခံတဲ့လူတွေအောင်ကြီးတွေရောပေါမတွေရောနော်ဒီဖက်ဖက်စားအမှုပညာရှင်တွေအောင်ရှင်းတယ်ပြီး အဲ့လိုမျိုးရှင်းမှနိုင်မှာမရှင်းဘူးဒီတိုင်းညတာနေမှာပါတယ်ဘာမှကြည့်တယ်မလို့ခုလိုမျိုးစစ်မှုထမ်းနေကောင်းနေလေအပေါ့ရှင်းနော်သူတို့လည်းသိတာပဲဆက်ချက်နဲ့ပြပြဒီကောင်းနေသိတယ်နော်ခုခေကောင်းနေပိုးတော့လဲနေသေးတယ်နော်သူတို့ဂိမ်းဆော့မှာလည်းမိမှလို့ရှိတာကပြောကောင်းနေအကုန်သိနေနော်နိုင်ငံရေးဆိုရင်လည်းပဋိကျဆောင်နေတယ်နော်အကုန်တက်ကမှာအချစ်တက်ဝင်သွားတဲ့ပေါ့မြန်အကုန်လုံးစစ်မှုထမ်းမထမ်းရင်ဆော့ရတဲ့ PDF ပြတ်ဝင်လေတော်လိုင်းလောက်လေနော်မလောက်ချက်ဘူးငါနဲ့မဆိုင်ဘူးဆိုကြတဲ့ဟိုကဒီကောင်းနေကမင်းအောင်လိုက်အတွက်အသုံးပြုမဲ့ control လေးတွေပဲနော်ဆိုတော့အကောင်ကအကုန်ပြတ်ရှဲတော့မှအာနာတရားတွေငါတော့ပတ်စာမလို့ခက်ခဲတဲ့ညတာမှလည်းမလို့နော် အကုန်ပြက်ရှင်းရမှာသူတို့လည်း 3D ပြက်ကြိုးပြီးတော့ပြောမင်းတို့ဝေးဝေးရှောင်ကြเนาะ PDF update ပြင်ဝင်တာကိုင်းကိုင်းနဲ့ပြပြရှောင်ကြပြောတာပဲပြောလို့မှမရတာเนาะဟိုသူတို့ကနိုင်ငံရေးငါနဲ့မဆိုင်ဘူးလေပါရေเนาะအကုန်ရှင်းတယ်ပြက်ပြက်သားသားလုံးနေတယ်လို့ပဲကျွန်တော်တို့ပြောချင်တယ်ဒီလောက်โอเคချင်းညီကိုဂျေဇူးထူးတင်တယ်ကျွန်တော်မိသားစုတွေတကယ်လည်းလှုပ်တင်တယ်ဆက်ခွေးတက်ကိုထောက်ခံတဲ့သူမှန်တယ်မြလုံးဝအပြတ်ရှင်းပြသူတို့တောင်ပြည်သူကိုအကြောက်တရားသွင်းသေးတာပဲကျွန်တော်တို့ကလည်းဘာလို့မလုံရဲရမအောင်သူတို့လုံးတလို့လုံးကိုလုံးတင် ။ဘာကြောင့်လဲဆိုတော့ဒီခွေးယူအာနာရှင်ကို ထောက်ခံရဲသူမရှိမှဒီခွေးယူအာနာရှင်စနစ်ကရိုင်းနေပြီးဖြုတ်ကြမှာ။အဲ့တော့ဘောမမှန်တယ်ဗျာ။ပြတ်ရှင်းရမယ်ကျွန်တော်မိသားစုကြီးโอเคကျွန်တော်မိသားစုကြီးအမြင်လေးကိုလည်းတစ်ချက်ကွန်မတ်မှာရေးသွားပေးဖို့တောင်းဆိုရင်းနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့